နစ်ကသူမတို့အတန်းထဲမှာဘသူနဲ့မှအပေါင်းအသင်းမလုပ်တဲ့အတန်းပေါ်တယောက်ရှိတယ်။အဲ့ဒီတယောက်ကိုစကားပြောတဲ့သူဆိုလို့သူမပဲရှိပါတယ်။တနေ့တော့အဲ့ဒီအတန်းပေါ်ကသူမမှာကြောင်မွေးထားမှန်းသိရတဲ့ကြောင်ညင်းမှန်းမှုအကြောင်းဆောင်းပါးတစ်ပုဒ်ကိုပို့လာတယ်။သူမလည်းအောင်မလေးမယုံနိုင်စရာကောင်းအောင်ယူကြောင်ကြောင်နိုင်တာပဲနော်လို့စာပြန်ခဲ့တယ်။နောက်ပိုင်းအဲ့ဒီအတန်းပေါ်ကသူမနဲ့အရန်ခင်းတယ်လို့မျိုးကြောင်ညင်းမှန်းမှုအကြောင်းဆောင်းပါးတွေနဲ့ကားတိုက်ခံရတဲ့ကြောင်သေးပုံတွေကိုဓာတ်ပုံတွေအထိပို့လာတယ်။ ူမလည်းစိတ်ထဲမှာတမျိုးဖြစ်လာတာနဲ့ဖြည်းဖြည်းချင်းရှောင်ခဲ့ပါတယ်။ဒီနေ့မှာသူမကိုဓာတ်ပုံခိုးရိုက်နေတယ်လို့ထင်မိခဲ့ပါတယ်။အဲဒီအတန်းမော်ကအတန်းမြင့်ထွက်သွားတော့သူမကသူ့ဖုန်းကိုခိုးကြည့်ခဲ့ပါတယ်။ထူးထူးဆန်းဆန်းပဲဖုန်းကိုလော့ချမထားပါဘူး။ဒီတော့လေသူမလည်းဓာတ်ပုံအယ်ဘမ်လေးကိုအလွယ်တကူဝင်ကြည့်လို့ရခဲ့တယ်။သူမတွေ့လိုက်ရတာကကြောက်ဖြားဖြားစရာပါပဲ။သူမမသိတော့ရိုက်ထားတဲ့ဓာတ်ပုံတွေဟာပုံ80ကျော်ရှိပါတယ် ။ဓာတ်ပုံဖိုင်နံပါတ်တွေ့တော့ချက်သိန်းတွေထားသွားခဲ့ပါတယ်တဲ့။သူမနံပါတ်ဖြစ်နေတယ်လေ။နောက်တစ်ဖိုင်ကတော့ကြောင်ဖိုင်ဖြစ်ပါတယ်။အဲ့ဒီထဲမှာကြောင်သေးပုံတွေနဲ့သူမကိုပို့ပေးခဲ့တဲ့ဆောင်းပေါင်းများစွာပါပါတယ်။